ခန္ဓာကိုချုပ်ရွေးနေရင်ယဟန်ဖြစ်ခွင့်မရှိဘူးလေတဲ့မြတ်စွာဘုရားလက်ထက်ကလူတွေဟာဖျားစစ်ဖျားအမှန်ကိုရှာဖွေတဲ့အခါမှာလက္ခဏာတော်ကြီး32ပါးနဲ့လက္ခဏာတော်ငယ်80တို့ကိုကြည်ပြီးရှာဖွေသုံးသပ်ကြပါတယ်အဆိုပါလက္ခဏာတော်ကြီးလက္ခဏာတော်ငယ်တို့နဲ့ပြည့်စုံမှဖျားစစ်ဖျားမှန်ဖြစ်ကြောင်းကိုလက်ခံယုံကြည်ကြပါတယ်လက္ခဏာတော်ငယ်80ထဲမှာအာယတရုစီရကဏတာ ရှေလျား၏နှာပသောနားတော်ရှိတော်မူခြင်းဆိုတဲ့အချက်ပါပါတယ်။ဒါကြောင့်နားတော်ရှိရခြင်းအကြောင်းရင်းဟာဖျားစစ်ဖျားမှန်ဖြစ်ကြောင်းကိုသိတာထင်ရှားစေရန်ကြားတဲ့အနေဖြင့်နားတော်ရှိရခြင်းဖြစ်ပါတယ်။အရှင်ဖျားအနုတ္တရောပုရိသဓမ္မတာရတိတတ္တာဒေဝမနုဿာနံဘဂဝါဂုံတော်၃ပါးရဲ့အနက်အဓိပ္ပာယ်လေးကိုတနာတော်အားဖြင့်အတိအကျမိန်ကြားပေးတော်မူပါဖျားတဲ့ အတိအကျမိန်ကြားပေးတော်မူပါတဲ့အနုတ္တရပုရိသဓမ္မတာရထိဆိုတာမယင်ကြည်သည်ဖြစ်၍သုံးမခြင်းဟာထိုက်သောတတ္တဝါတို့ကိုရှင်ကြည်အောင်သုံးမတော်မူတတ်သောကြောင့်အနုတ္တရပုရိသဓမ္မတာရထိမိခြင်းဖြစ်ပါတဲ့တတ္တာဒေဝမနုဿာနံဆိုတာက လူနတ်ဗြဟ္မာတတ္တဝါတို့ဤဆရာတဆူဖြစ်တော်မူသောကြောင့်တတ္တာဒေဝမနုဿာနံမိခြင်းဖြစ်ပါတယ်ဘဂဝါဆိုတာကတော့ဣတရိယတ တိရိကာမပယတ္တမီဘုံတော်6လီနှင့်ပြည့်စုံတော်မူသောကြောင့်ဘဂဝါမိခြင်းဖြစ်ပါတယ်။ဒါဟာမြတ်ဗုဒ္ဓဤဂုံတော်9ပါးတဲကဂုံတော်3ပါးဤအနတ်အဓိပ္ပာယ်ပဲဖြစ်ပါတယ်။အရှင်ဖုရားယုသေးစွာလျှောက်ထားအပ်ပါတယ်။ယရဏ3ပါးထဲမှာသီလရှင်ဆရာလေးတွေပါပါသလားတဲ့။မပါပါဘူးနော်။တချို့ကသီလရှင်တွေကိုဘိက္ခုနီမတွေလို့ထင်ပြီးတော့ယရဏ3ပါးထဲမှာပါတယ်လို့ထင်နေကြတယ်။ ီလရှင်တွေဟာဘိက္ခုနီမမဟုတ်ပါဘူးဘိက္ခုနီမသာသနာဟာမြတ်စွာဘုရားပြိဋိဘံဆံပြီးလို့အနှစ်900လောက်ကြာတဲ့အခါမှာကွယ်ပြောက်သွားပါပြီဒါဆိုရင်တီလရှင်သာသနာဘယ်အချိန်လောက်ကပေါ်ပေါက်တာလဲပြုခိကနေစတင်ပြီးပေါ်ပေါက်လာတာပါပြုခိမှာပြုအမျိုးသမီးတွေဟာဘိက္ခုနီမဝိလိုကြတဲ့အတွက်ဘိက္ခုနီသာသနာမရှိတော့တာကြောင့်ဘိက္ခုနီမပုံစံဆင်လူလုပ်ပြီးတော့ကွကြပါတယ်အဲ့ဒီတော့ကတော့သူတို့ကိုတီလရှင်လို့မခေါ်ပါဘူးပရပိုက်မယ်လို့ခေါ်ပါတယ် နော်ဆရာလေးတွေရဲ့တရားနာကြခြင်းကဆရာတော်တွေရဲ့တရားနာကြခြင်းနဲ့အကျိုးတူပါသလားတဲ့တူပါတယ်နော်ဘယ်သူပဲဟောဟောတရားဆိုတာနာကြကောင်းတဲ့အရာဖြစ်တဲ့အတွက်တရားနာကြခြင်းအကျိုးကတော့အတူတူပဲဖြစ်ပါတယ်ဆရာလေးတွေကိုကိုးကွယ်ခြင်းအကျိုးအပြစ်ကိုသိလိုပါသည်တဲ့ပြောခဲ့ပြီလေယရဏသုံးပါးထဲမှာမပါတဲ့အတွက်ကြောင့်ကိုးကွယ်စရာမဟုတ်ဘူးသို့တော်မိမိထက်သီလအရာမှမြတ်တဲ့အတွက်ကြောင့်ရှ िख ိုးကောင်းပါတယ်နော်အရှင်ဖေရ၅ပါးသီလနဲ့ တရဏဂုံမြဲရင်အပေပိတ်တယ်ဆိုတာမှန်ပါသလားဖေယသိကျင်လို့ပါအရှင်ဖေယတဲ့မှန်တာပေါ့ဗုဒ္ဓဘာသာဝင်တွေရဲ့ဘာသာရေးအခြေခံအုတ်မြစ်က၅ပါးသီလနဲ့တရဏဂုံဖြစ်ပါတယ်၅ပါးသီလနဲ့တရဏဂုံကိုမြဲပြီဆိုရင် အပေပိတ်ပါပြီနိဗ္ဗာန်သောတကအချို့ကဒါနမရှိရင် အပေကြတတ်တယ်ဆိုပြီးလွဲမှားစွာဟောပြောနေတာကို ကြားဘူးပါတယ် ဒါနမရှိုံနဲ့အပေမကြနိုင်ပါဘူးဒါနမရှိရင် ဖြစ်လေရဘဝမှာစင်းရဲတဲ့အကျိုးကိုပဲခံစားရမှာဖြစ်ပါတယ်ငါးပါးသီလနဲ့တရဏဂုံကိုမမြဲဘူးဆိုရင်တော့အပေကြမှာဖြစ်ပါတယ်အရှင်ဘုရားကိုယ်ကိုယံလိုနေသူကိုမေတ္တာပို့ပေးရတယ်လို့ကြားဘူးပါတယ်အဲ့လိုမေတ္တာပို့ပေးရင်တစ်ဖက်လူမှာဘာဖြစ်နိုင်လဲမိမိမှာကောဘာအကျိုးရှိနိုင်လဲဖရားတဲ့ အိမ်တို့ချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင်းလက်နံများမိအစိတ်ဓာတို့ရှောင်ရှားကိုမှာလှင်စွာစိတ်ပြီးရှင်ကြည်မျက်နာတေခါမတွေ့လားလီပြန်မှာဆက်တပြားဒီဆိုတဲ့မေတ္တာအကျိုးဆက်တဲ့မျိုးကိုမေတ္တာပို့သူကခံစားရမှာဖြစ်ပါတယ်မေတ္တာပို့တဲ့အခါမှာမေတ္တာပို့မဲ့သူဟာမေတ္တာမပို့ခင်ချီးဥစွာဥပဘာက15ပါးရှိဖို့လိုတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ် ဒီနေရာမှာအချိန်မလောက်တဲ့အတွက်ဥပဘာက15ပါးကိုမပြောတော့ပါဘူးမေတ္တာပို့မဲ့သူဟာခြေဥစွာဥပဘာက15ပါးရှိပြီးပြီဆိုရင်မေတ္တာပို့တဲ့အခါမှာအစ်မိမိကိုယ်ကိုအရင်ဆုံးမေတ္တာပို့ရပါတယ်။ဘာကြောင့်မိမိကိုယ်ကိုအရင်ဆုံးမေတ္တာပို့ရတာလဲဆိုရင်မိမိနဲ့တန်းတူတတဝါတွေအပေါ်ကိုကိုချင်းစာစိတ်ရှိအောင်မိမိကိုယ်အရင်မေတ္တာပို့ရခြင်းဖြစ်ပါတယ်။နှစ်ပြီးတဲ့အခါမှာ ချစ်လဲမချစ်မမုန်းလဲမမုန်းတဲ့သူတွေကိုမေတ္တာပို့ရမှာဖြစ်ပါတယ်၃ပြီးတဲ့အခါမှာမိမိချစ်ခင်နှစ်သက်တဲ့သူကိုမေတ္တာပို့ရမှာဖြစ်ပါတယ်၄ပြီးတဲ့အခါမှာမိမိအပေါ်ကိုရံလိုနေတဲ့သူကိုမေတ္တာပို့ရမှာဖြစ်ပါတယ်အဲ့ဒီလိုနီးနဲ့မေတ္တာပို့မယ်ဆိုရင်မိမိမေတ္တာပို့လို့ကောင်းကျိုးချမ်းသာရတယ်လို့မိမိကို မလိုမုန်းထားပြီးရံလိုနေတဲ့သူတွေလည်းပဲမေတ္တာရဲ့ကောင်းကျိုးချမ်းသာကို ရရှိခံစားရမှာဖြစ်ပါတယ်လူပုဂ္ဂိုလ်ရေးရာလူကိစ္စတွေနဲ့လူဝင်နီးတွေနဲ့ဖုံဖုံဖရားတို့ဝင်နီးတွေနဲ့ဆိုင်လို့လားဖရားမတိလို့ပါဖရားတဲ့မြတ်စွာဘုရားပြည့်ညတ်ထားတဲ့ဝင်နီးသိခါဘုတ်တွေဟာအရေးအတွက်အားဖြင့်228ပါးရှိပါတယ်အဆိုပါ228ပါးသောဝီနီးတိခါပုတ်တွေနဲ့လူကင်းပြီးလူပုဂ္ဂိုလ်တွေကောင်းကျိုးဖြစ်စေမဲ့အရာဆိုရင် ဖုန်ကြီးယဟန်တွေဝင်ရောက်ကူညီလို့ရပါတယ်။ထင်ရှားတဲ့တာရကတစ်ခုကိုခြားပြရမယ်ဆိုရင်950နိပတ်တော်ဧကကနိပတ်လိတဝက်မဟာတာရဇတ်တော်၌ကောသလမင်းကြီး၏နန်းတော်မှာကောသလမင်းကြီး၏ဗရမ ्या ဥရှောင်ပျောက်ဆုံးသွားတဲ့အတွက်နန်းတွင်းသူနန်းတွင်းသားတွေဟာစိုးရိမ်ထိတ်လန့်နေကြတာကြောင့်ရှင်အာနန္ဒာဝင်ရောက်ဖြည့်ရှင်းပေးလိုက်တဲ့အခါမှာဗရမ ्या ဥရှောင်ပျောက်ဆုံးတဲ့ကိစ္စဟာပြေလည်သွားပါတယ် ယနေ့ခေတ်ဘာသာရေးအမြင်ကျင်းတဲ့လူတွေရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင် ဖုန်ကြီးဟာဖုန်ကြီးနေရာ မနေဘဲဝင်ပါတယ်ဆိုပြီးရှင်အာနန္ဒမထေရကိုကဲ့ရဲ့ကြမှာဖြစ်ပါတယ်မြတ်စွာဘုရားကတော့မကဲ့ရဲ့တဲ့အပြင်ပါဒုတာဒုအာနန္ဒလို့ခေါ်ဆိုတော်မူပြီးရှင်အာနန္ဒကို အကြောင်းပြုလျက်မဟာတာရဇတ်တော်ကိုဟောကြားတော်မူပါတယ်ဒါကြောင့်ဖုန်ကြီးယဟန်တွေဆိုတာဟာ လူပုဂ္ဂိုလ်တွေရဲ့လှူဒန်းမှုကိုအမိပြု စားတောက်နေရတာကြောင့် ဝိနည်းသိက္ခာပုဒ်တွေနဲ့လုကင်းပြီးလူပုဂ္ဂိုလ်တွေကောင်းကျိုးဖြစ်စေမဲ့အရာဆိုရင် ပါဝင်ကုညီဆောင်ရွက်ပေးလို့ရတယ်ဟုမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယနန်းယုံဖက်ယုံနဲ့ကာမိတုကံကိုမြောက်နိုင်ပါသလားဖေယ။တည်ခြင်းလို့ဖြည့်ပေးတော်မူပါဖေယတဲ့။ကာမိတုမိစ္ဆာစာရကံမြောက်ကြောင်းအင်္ဂါ၄ချက်ရှိပါတယ်။အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မေထုံအားဖြင့်မတော်လာထိုက်သောဝိတ္ထုဖြစ်ခြင်း နှင့်ထိုမလားထိုက်သောဝိတုအပေါ်၌မေထုံမှီဝဲလိုသောစိတ်ရှိခြင်း၃မေထုံမှီဝဲရန် လုံလပြုခြင်း၄၅အချင်းချင်းဖိတွေ့တာယာခြင်းတို့ဖြစ်ပါれဖော်ပြပါကာမေတုမိစ္ဆာစာရကံအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံမြောက်ပါれညာယုံဖက်ယုံနဲ့တော့ကာမေတုမိစ္ဆာစာရကံမမြောက်ပါဘူးเนาะတိုးတော်လည်းပဲဝိတုဒ္ဓိမှတ်မှာတော့မေထုံငယ်9ပါးဆိုတာဖော်ပြထားပါれအဲ့ဒီမေထုံငယ်9ပါးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြပါမယ်เนาะ 1. မာတုဂါမဤပုတ်တိုက်ဆုံနယ်ပေးမှု၌တာယာခြင်း2မာတုဂါမနှင့်ပြုံးကရဲကတုကစိတ်ကနေရတိတို့ကိုတာယာခြင်း3ညနေချင်းဆိုင်၍အာပါတယကြိရှုနေရမှုကိုတာယာခြင်း4မြက်ွယ်ရာအနီနာက၎င်းတို့ဤပြောတန်ဆိုတန်ရေတန်ကိုကြားရ၍တာယာစွာနားဆိုင်ထောင်ခြင်း5ခြဲ့အခါကမာတုဂါမနှင့်ပျော်ပျော်ကြီးပြုမှုနေတိုင်းကြင်ကြံမှုမျိုးစုံကိုတွေးတော်အောင်မြင်၍တာယာခြင်း 6သူတစ်ပါးတို့ပြုမှုကြံ့ကြံခံစားနေမှုကိုမြင်ရ၍တာယာခြင်း9ယခုဘဝပြုစုအားထုတ်ရသောတိလကုသိုလ်ကြောင့်နောင်ဘဝ၌နမင်းကြီးဖြစ်ပြီးလက်သမီးနတ်သားများစွာတို့နှင့်ပြောပါရန်မျှော်လင့်လျက်တာယာခြင်းတို့ဖြစ်ပါသည်ဒါဟာမေထုံငယ်9ပါးပဲဖြစ်ပါသည်ဖော်ပြပါမေထုံငယ်9ပါးထဲမှာမာတုကာမဤပုတ်တိုက်ဆုံးနေပေမှု၌တာယာခြင်းမာတုကာမနှင့်ပြုံးကရဲကတုကစိတ်ကနေရသည်တို့ကိုတာယာခြင်းဆိုတဲ့အချက်ပါတာကြောင့် သူတစ်ပါးသားများတို့ကိုနန်းယုံဖက်ယုံနဲ့ကာမေတုမိစ္ဆာစာရကံမမြောက်တော့လဲပဲမိထုံငယ်ခုနှစ်ပါးထဲမှာအကျုံးဝင်နေတာကြောင့်သူတစ်ပါးသားများကိုနန်းချင်းဖက်ချင်းလှုပ်ချင်းဟာအကုသိုလ်ဖြစ်စေပါတယ်နော်ဒါကြောင့်ကိုသားမယားမဟုတ်ဘူးဆိုရင်သူတစ်ပါးသားများတို့ကိုနန်းချင်းဖက်ချင်းထိတွေ့ချင်းတွေမလုပ်ပါနဲ့လို့ပြောချင်ပါတယ်